2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရင်းနဲ့မေဆီမန်ကန်ရင်အင်တန်ယာရောက်စီစစ်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေးကိုနိုဝင်ဘာလ29ရက်နေ့မွန်လယ်ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမှကျင်းပခဲ့ပါတယ် လုပ်ငန်းညီနိုင်စည်းဝေးမှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကလွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲဆိုင်ရာလုပ်ငန်းများအောင်အမာယွန်ခင်းရှင်အောင်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ပါတယ်။မင်းစင်ပြုစုရာမှာတက်ဆိုင်ရာဌာနများကအစင်းစင်အလေးထားပူပေါင်းဆောင်ရွက်ရန်မင်းစင်ပြုစုရာတွင်မဲမတမာမှုမဖြစ်စေရန်မံကန်မှုရှိအောင်ကြကြမတ်မတ်ဆောင်ရွက်ရန်နှင့်အောင်အောင်မြင်မြင်ဖြစ်မြောက်အောင်ဆောင်ရွက်ရန်လည်းမှာကြားခဲ့ပါသည် အဲ့နောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်တာယုံစီချုပ်ပုံမှုချုပ်တပ်ပိုင်းဆောင်ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်ရေးမှူးဦးစော်နိုင်ဦးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးနေရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်ရေးမှူးဦးစော်နိုင်ဦးနဲ့လူဝင်မှုကြီးကြပ်ရေးနေပြည်သူ့အင်အားဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစည်းမှုယုံတိုင်းဒေသကြီးဦးစည်းမှုဦးမမောင်တန်းတို့ကရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ကြပါသည်